မင်္ဂလာပါရှင်ကျမတို့ရဲ့ရွေဦး family youtube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမတို့နေ့ဖျက်ပြမယ့်စောင်းလေးကတော့ဆီယာမဂျာနဲ့ကျော်မမလေးရေးသားထားတဲ့သွေးဆိုတဲ့စောင်းကလေးရဲ့အခန်းဆက်ပဲဖြစ်ပါရရှင်နန်းနဲ့9နာရီ၌စေးယုံသွားမိဒေါ်အောင်မေကို မောင်မောင်စာမေးပွဲဖြေချောင်းယူမိဆန်ကိုတရင်ကောင်းပြောရန်နှင့်ဦးသက်လွင်ကကြောင်းမှာကြိုတင်၍ဖုန်းဆက်ပြောသည် ညနေပိုင်းယူမီဆန်သည်ဥတက်လွေနှင့်မောင်မောင်ကိုဆေးရုံမှမျောနေသည် မောင်မောင်ကိုမြင်ချင်းလှပြီမောင်မောင်လာလျင်မောင်မောင်မျက်နာကလေးဘလို့ရှိမလဲဟုစိတ်ကူးနှင့်အမျိုးမျိုးပြောင်း၍မြင်ရောင်ကြည့်သည်မောင်မောင်ဤဝန်းနေနေသောမျက်နာစိုးရိမ်ပူပန်သောမျက်နာသူ့အတွက်ဖြင့်ဝန်ခံရ၍အားနာနေသောမျက်နာ ယူမိဆန်ဂရင်ချေရင်၌ထိုမျက်နာမျိုးမျိုးတို့ဖြင့်ရက်က သူ့အားဝန်းနှင်းကြေကွဲစွာလာတို့နေသော မောင်မောင်ဤပုံတရံကို ပုံဝမျိုးမျိုးဖန်းကတဏီလုံးမြင်ရောင်လျက်ရှိသည်ကောင်းမအနာကလှုပ်လိုက်လျင်နာလာတိုင်းထိုးနာခြင်းမူများကို မောင်မောင်စာမေးဝဲဖြည်ဖြည်ချင်းဖြင့်ကူစားဖြည်ဖြောက်ပစ်သည်ညနေချိန်မရှိခင်ကပင်ယူမိဆန်ရင်ခုန်လျက်ရှိသည် သူ့မောင်လေး၏ကျင်နာမှုယူရမှုချစ်ခင်မှုကို သူရရှိတော်မည်ဟုဝမ်းမြောက်လိုက်ဖို့လျက်ရှိသည်ထွန်းရှင်၏ဒုချက်သည်မောင်မောင်နှင့်သူကို နီးစပ်အောင်ဖန်တီးကူညီလိုက်သောဒုချက်ဟုပင်အောင်မေမိသည် မောင်မောင်နှင့်သူနှင့်နီးစပ်ပြီးသူ့ကြိုးပန်းချက်များ အောင်မြင်ပြီးဟုဒံယာရခဲ့ခြင်းကိုကျေနပ်သည့်ပီတိတွေစိတ်ဖြာလျက်မောင်လေးကိုစောင့်မျှော်နေလေသည် အချင်းရောက်၍ဥသက်လွင်သာပေါက်လာလျက်မောင်မောင်မပါ၍ယူမိဆန်မျက်နှာပြတ်သွားသည်။မောင်မောင်စာမေးဝဲဖြေဆိုနိုင်ခြင်းရှိမရှိယူမိဆန်ကစီးမေသည်။လူကြီးမတွေ့ရသေးဘူးဆရာမ ။ကျောင်းကကျွန်တော်စေးရုံကိုတန်းလာတာ။စာမေးဝတ်ဖြေနိုင်ပါလိမ့်မယ်။ညကတ냐လုံးစာကြည့်နေတယ်မအိပ်ဘူး။မောင်မောင်သူ့ထံသို့လာ၍တရင်မမေးခြင်းကြောင့်မောင်မောင်သူ့ကိုအမအဖြစ်လက်မခံကြောင်းယူဆလိုက်သည် ထိုယူဆချက်ကြောင့်စောစောကဖြစ်နိုင်လိမ့်မည်ဟုထင်ခဲ့သော အချက်နီးစပ်လာလိမ့်မည်ဟုထင်ခဲ့သောအချက်အောင်မြင်လိမ့်မည်ဟုထင်ခဲ့သောအချက်တို့သည် မဖြစ်နိုင်ကြောင်းမနီးစပ်ကြောင်းအောင်မြင်မည်မဟုတ်ကြောင်းဖြစ်သောတမဟုတ်ခြင်းပြောင်းလဲသွားကြကုန်သည်ရူမီဆန်၏မျက်နာတွင်သွေးဆုပ်သွားက ဖြူပဲဖြူရော်ဖြစ်သွားသည်။ဦးသက်လွင်ကရူမီဆန်ကိုစိုက်ကြည့်လိုက်၏။ ယူမီဆန်သည်ရှေးတရဲသို့ငင်းကြီးလျက်ကနူးညံ့တိမ်မွေသောမျက်နှာပေါ်တွင်ဝမ်းနေသောရေရောင်များ ဖုံးအုပ်လျက်ရှိသည်။ကျမသူ့အမဖြစ်တာမယုံဘူးတဲ့လားဆရာ။ယူမီဆန်ကအတန်ရဲ့ရဲ့လေးဖြင့်မေးသည်။မယုံတော့မဟုတ်တော့ဘူးဆရာမ။ကြိုက်စကားကပြန်လာမှသူ့အမမှန်သူသိပါပြီ။နန်းနဲ့ကပဲကျွန်တော်ဆေးရုံကိုတန်းသွားမယ်။ဆေးရုံကိုလိုက်ခဲလို့ပြောခဲ့ပါတယ်။ လာပါလိမ့်မယ်ဆရာမယူမီဆန်သည်တက်ပြင်းကလေးမြင့်ချကပြန်၍ငြိမ်သက်သွားသည်ဆရာမဘလို့နေပါသလဲဦးတက်လွင်သည် မောင်မောင်မလာ၍ယူမီဆန်စိတ်မကောင်းဖြစ်နေခြင်းကိုသိရှိသည့်အတွေ့စကားလမ်းကြောင်းပြောင်းလိုက်သည်ဓာတ်မှန်ရိုက်ပါတယ်ဦးနောက်ကိုမထိခိုက်ရင် လေးငါးရဲ့အတွင်ဆင်းရုံကဆင်းနိုင်တယ်ပြောပါတယ် ယူမိဆန်စကားပြောနိုင်လာ၍ဥတက်လွင်စိတ်အေးသွားသည်ယူမိဆန်စိတ်ချမ်းသာစေရန်မင်းကမောင်မောင်မျက်နာပြက်နေပုံယူမိဆန်တတိယကြောင်းသိရသည့်အခါ၌မျက်နာကလေးရှင်လင်းသွားပုံများကို ပြောပြသည် ယူမီဆန်ကိုရိုက်လိုက်တော့ထွန်းချိန်မှာရခင်ကမောင်မောင်ကိုပါဇက်ထဲမှာသွေးများကြအောင်ထိုးခဲ့ဘူးသောထွန်းချိန်ဖြစ်ကြောင်းရခုလည်းမောင်မောင်ကိုဂျပန်စုပ်ခေါ်လျက်ခြေနှစ်ကံကမခံချင်အောင်ရန်စား၍ဖြစ်ရာကြောင်းမောင်မောင်ပြောပြသည့်အတိုင်းယူမီဆန်ကိုပြန်ပြောပြလိုက်သည် ရှူမီဆန်သည်ထွန်းရှင်၏လက်ထဲကဒုတ်ကိုတူတောင်ဝင်၍မစွဲနိုင်လျင်ဤစေးယုံ၌ဤအချိန်တွင်မောင်မောင်ကိုတည်မေးရန်သူရောက်ရှိ၍နေကြပြီဟုသူ့အတွေးသည်အသေးခိုင်အောင်ရင်ထဲ၌ဆိုနေလာသည်ရှူမီဆန်စေးယုံ၌တပတ်ကြာခဲ့သည် စေးယုံတို့ မောင်မောင်တစ်ခေါက်မျှမသွားခြင်းဥဒက်လွင်ကမောင်မောင်ကိုဆေးယုံသွား၍ယူမီဆန်ကိုကြည်ရန်ပြောသည် မောင်မောင်သည်တစုံတရာပြန်မပြောဘဲခေါင်းကိုသာငုံချထားသည်။ဦးသက်လွင်ကအတင်းအကျပ်ခေါ်သွားရန်စိတ်ကူးလိုက်သည်။သို့သော မောင်မောင်ကို အတင်းအကျပ်လှုပ်ရန်ခတ်သည်ဖြင့်ဖြောင်းပြလျက်ပြောသည်။ဘာပဲဖြစ်ဖြစ်မောင်မောင်မင်းအမတယောက်အနေနဲ့စေးယုံကိုမင်းသွားကြည့်ဖို့တာဝန်ရှိတယ်။မင်းအတွက်တစားကန်ဝန်ခံရတာကိုမင်းဘက်ကမယိုင်းတင်ဘူး။ ဦးသက်လွင်သည်သူ့ရှင်၌ခေါင်းငုံချလျက်ရှိသောမောင်မောင်အကဲကိုကြည့်လျက်ဆက်ပြောသည် သူခမရမှာတော့မင်းကိုမမြင်ဘူးခင်ကတည်းကမင်းကိုတွေ့အောင်ရှာမဲလို့အားခဲပြီးမြမပြီကိုလိုက်လာတယ်မတွေ့တွေ့အောင်လည်းရှာတယ်မင်းဘဝဇာတ်ကြောင်းကိုသူကမင်းထက်ပိုပြီးဆုံဆုံတည်သေးတယ်သူ့အဖေကသူ့အမေဆုံးပြီးမှမြမပြီရောက်လာတာဖျားလေးရွာမှာမင်းအမေနဲ့မင်္ဂလာဆောင်ယူတာ ဖယားလေးကအဖိုးကြီးသူ့ကိုပြောပြလိုက်ကြောင်းသူပြောပြမှအကိုကြီးသိရတယ်။သူ့အဖေနောက်အိမ်နောင်ကမွေးတဲ့သားကို မောင်အရင်အချာလိုပဲအမှတ်ထားပြီးမင်းအပေါ်မှာချစ်ခင်တာဘယ်လောက်လေးနဲ့တဲမြစ်တာလဲစဉ်းစားကြည့်စမ်းမောင်မောင်။မောင်မောင်ကိုနောင်ဝင်အောင် ဖြောင်းပြပြောကမှ မောင်မောင်ဤကောင်းသည်ငုံသည်ထဲငုံသွားလေသည်။ ဂျပန်စစ်ဘိုကသူ့အမေကိုအတင်းအဓမ္မတိမ့်ပိုက်ခဲ့ခြင်းဟုသူ့အတွေ့အထင်နှင့်ဘဝတစ်လျှောက်လုံးကျင့်၍နာကြီးအရှက်ရခဲ့ခြင်းမှာဂျပန်စစ်ဘိုနှင့်သူ့အမေမင်္ဂလာဆောင်ယူကြကြောင်းကြားလိုက်ရ၍တမျိုးတဖုံပြောင်းလဲသွားတော်လဲထိုပြောင်းလဲသွားသောတမျိုးတဖုံသည် ပထမနာကြီး၍ရှက်ရခြင်းထက်ပင်ယခုကမှပို၍ရှက်ဖွယ်ရကောင်းသလိုခံစား ားမိသည်စိန်ကြီးနော်စိန်ကြီးလင်းယူပတ်ဆက်သည်မာစတာကြီးတို့ချိုးပြန်ဘိုက်တလုံးနဲ့ကြံကြံတဲ့ဘိုက်ကဂျပန်မွေចောင်းကတ်နေတဲ့ငပူလေးဆိုတော့တရားပအောင်မမေ့နိုင်သည့်တန်ချက်ကိုဖျက်ခနဲအမှတ်ရ၍မျက်နှာပူရှိန်သွားသည်ဥသက်လွင်သည် မောင်မောင်သဘောပေါက်စီရန ခန်းရွေရှင်းပြကားမှအင်းမလုံအဲမလုံတစ်ချိန်လုံးခေါင်းကြီးငုံလျက်ရှိသောမောင်မောင်အဖြစ်ကိုအတန်ကြာစိုက်ကြည့်နေပြီးနောက်တက်ပြင်းကြီးရှိုက်လျက်ခေါ်လိုက်သည်မောင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 ်ကတုံ့နှိပါဝေလို့၍ခေါင်းငုံလျက်ပြီးမောင်မောင်ဘယ်လိုလဲပြောပါဦးညနေဆေးရုံသွားမယ်မဟုတ်လားမောင်မောင်သည်ခေါင်းမထောင်ပဲသူ့ခေါင်းကို ဖြေးလေးစွာရမ်းပြသည် ်ခြေကွမ်းလျက်ရှိသောသူ့မျက်နှာကိုဥတက်လွင်မမြင်စေရန်ငုံတထဲငုံသွားသည်ဥတက်လွင်သည် မောင်မောင်၏အမှုအရာကိုကြည့်ကစိတ်ကုံသွား၍မပြောလိုတော့ဘဲလဲလျှော်လိုက်သည်ရှူမီဆန်ဆေးရုံကဆင်းသွားပြီးနောက်မောင်မောင်တို့အိမ်တို့မလာတော့ဘူး။သူမလာခြင်းကိုဥသက်လွင်သိစေရန်တယ်လီဖုန်းဖြင့်အကျိုးအကြောင်းရှင်းပြောပြသည် ဆရာတို့အိမ်ကိုကျမမလာတော့ဘူးဆရာမောင်မောင်ကိုကျမလာတွေ့ဖို့မသင့်တော်ပါဘူးကျမသူ့အမဖြစ်မှန်းသူသိပြီမဟုတ်လားဆရာသူ့ကြောင့်အနာတန်ရလဲကျမရခဲ့ပြီမဟုတ်လားဒါပေမဲ့သူကျမကိုမတွေ့ဆုံခြင်းဘူးအမအဖြစ်လဲအမှန်မထားခြင်းဘူးဒါကိုကျမသိပြီသူဘယ်လောက်ဂျပန်အပေါ်မှာနာကြီးမယ်ဆိုတာလဲကျမကိုယ်တိုင်အရိုက်ခံရပြီးခေါင်းကွဲသွားလို့ကျမကောင်းကောင်းနားလေသွားပါပြီ။ ကျမစီကိုတူလာဖို့ရာဆရာမတိုက်တော့မှနဲ့သူ့ဟာသူကျမစီလာခြင်းစိတ်ပေါက်ပြီးလာရာမျိုးကိုဖြစ်စေချင်ပါတယ်ဆရာတယ်လီဖုန်းမှာအလီမပြန့်ပြောနေတော့ယူမီဆန်၏အတန်လေးကိုနားထောင်လျက်ဥတက်လွင်သည်တခုံးမှ ပြန်မပြောနိုင်ပဲတက်ပြင်းကိုလေးလံစွာချလိုက်သည်ကျမအိမ်ကို တပတ်တခါဆရာလာပါနော် ကျမသူ့ကိုမတွေ့ရပါပဲ။ဆရာနဲ့သူ့အကြောင်းပြောရရင် သူ့နဲ့တွေ့ရသလိုပါပဲဆရာ။ဦးတက်လွင်ဘက်မှအတန်ပြောင်းနေတဲ့ဖြင့်ယူမီဆန်သည်မျက်ရည်များဝဲလာကာတယ်လီဖုန်းကို အသာပြန်ချလိုက်သည်။ဦးတက်လွင် စနေနေ့ညနေတိုင်းအိမ်၌မရှိခြင်းကိုမောင်မောင်သတိထားမိသည်။တခါတရံအကြောင်းမဲ့မှိုင်ငေးနေတဲ့တော့မောင်မောင်ကိုလေဥဒက်လွင်ကတရီထားမိသည် မင်းမမလှခောင်မို့ဟုအမဲနောက်ပြောင်ကြည်စဲနေကြဖြစ်သောကိုမြဖေသည်ယူမိဆန် မောင်မောင်အမဖြစ်မှန်းတိပြီးနောက်ပိုင်း၌တချိန်ကဥဒက်လွင်နှင့်နောက်ပြောင်ကြည်စဲခဲ့သည်။မောင်မောင်ကိုမျက်နာပူမိက သူ့ဘက်မှယူမိဆန်အကြောင်းကို မောင်မောင်ကဆား၍မပြောဘဲနှင့်သူကစကားဆရန်လေးတယ်မြမဟာရဲပဲပဇန်းပိတ်ထားသလိုဝင်းလေးရှာလေးလျက်ရှည်သည် တနင်္ဂနွေနေ့မျိုးတွင်အိမ်ရှိမှဖြတ်မောင်းသွားသောဘော့စ်ဝဲကင်ကားမျိုးကြားရလျင် မောင်မောင်သည်အမတ်တမဲမနေပဲခြံဝါးသို့လှမ်းကြည့်တတ်သည်တနင်္ဂနွေနေ့တိုင်းမောင်မောင်၏အမူအရာသည်ရခင်အမူအရာများနှင့်မတူတော့ခြင်းတခြင်းလဲအော်ဆိုတတ်လာသည် လေတချုံချုံဖြင့်အလုံးမရှိ အလုံးရှာလို့သည် ရေမောခြင်းသည်ပင်လျင်ခါတိုင်းတဲ့ပူ၍အတန်ကျဲနေလေသည် တနင်းကနွေ တပတ်ပြီးတပတ်ထပ်သွားသည်ယူမီဆန်စင်းယုံကဆင်းလာပြီးကလေးကအိမ်တို့တစ်ခေါက်မြမလာခြင်းသည် ကြာမြင့်လာ၍မောင်မောင်အဖို့ထူးခြားလာသည်ယူမီဆန်အကြောင်းကို သူရှိနိုင်ဥဒတ်လွင်မပြောဘဲနေချင်းရှောင်ချင်းများကို မောင်မောင်ရိတ်မိလာသည်ဥဒတ်လွင်သာမဟုတ် ကိုမြဖေပါယူမီဆန်နှင့်ပတ်သက်၍နှုတ်ပိတ်လျက်နေချင်းကို တွေ့ရှိရသည် ဤထူးခြားချက်သည်တနည်းကွေရတ္တတပတ်ပေါင်းကျော်လွန်လာသည်တပတ်မှတလတလပြီးကျော်လွန်လာသောအခါ၌ထိုထူးခြားချက်သည်မောင်မောင်စိတ်ကိုထိခိုက်အောင်ထူးခြားမှုဖြစ်လာသည်ယူမီဆန်ကိုသူမချစ်ခင်မှန်းတီး၍အိမ်ကမပြောကြမှန်းရိမ့်မီသိရှိလာတော့လေဤမြစိတ်စိတ်နေကြလေခြင်းကိုတော့အံ့ဩလာသည် အိမ်၌သူ့မှာလူဆိုးတယောက်ဖြစ်နေပြီးတကယ်သို့စိတ်ကျဉ်ကျက်ရသည်သူ့မှာ သစိန်တရံဆန်းတဖွဲဤအိမ်၌ဖြစ်နေသည်ဟု ခံစားမိသည်ယူမီဆန်မလာခြင်းအကြောင်းကိုဥသက်လွင်ကမပြောဘဲထားခြင်းကြောင့်မောင်မောင်စိတ်ထဲ၌အကြောင်းသိခြင်းမိတော်လဲအမေးခန့်နေ၍မလာခြင်းလဲနေပါစေတော့ဟုယူမီဆန်အိမ်မလာတော်ခြင်းကိုဥပိ္ပခါပြုထားလိုက်သည် ဥပိ္ခာပြုထားတော်လဲကြာမြင့်လာသောအခါ၌သူဤခံစားချက်ကိုဥဒက်လွေနှင့်ကိုများဖေတို့နောက်ွယ်၌လောင်ပြောင်လျက်ရှိနေကြသလားဟု သူစိတ်၌မလုံမလဲထေမှန်လာခဲ့သည် ကိုများဖေသည် မောင်မောင်ဤနေနိုင်လုံးသောစိတ်ကို ယူမိဆန်အပေါ်၌တကယ်စိမ့်ကားတာလားဟန်လုံနေတာများလားဟုမဝေခွဲနိုင်အောင်ဖြစ်မိသည်ထိုကြောင့်မောင်မောင်ကိုမတိမတာအကယ်ဆန်းကြည့်ဘူးသည် မောင်မောင်ကြောင်အိမ်ထဲကမုတ်ထုပ်ကဘဲရောက်သွားသလဲမတွေ့ပါလားယူမိဆန်ပေးလိုက်တော့မုတ်ထုပ်မတွေ့၍ကိုမြဖေကတမင်အစဖော်ပြောကြည့်သည်ကိုမြဖေမှာထိုမေးခွန်းကို မောင်မောင်နှင့်မျက်နှချင်းဆိုင်၍မမေးရဲပဲအလုံးတစ်ခုခုလောက်ကိုင်းနေရမှာတတိယ၍ကောက်ခါခင်ကမေးလိုက်သလိုမောင်မောင်ကိုကြောခိုင်းပြီးမေးသည်ကျွန်တော်စားလိုက်တယ် ကိုများဖေသည်မောင်မောင်၏အဖေကိုကြိုက်သွားကမျက်လုံးများမှိတ်၍မျက်နာတစ်ပြင်လုံးကျေနှံ့အားရစွာ ပြုံးလိုက်ပြီးမှဆက်၍ပြောရသည်အဲ့ဒီဂျပန်မုတ်ဟာအရင်မုံမျိုးမဟုတ်ဘူးကထုတ်ထားပုံကလှကလှနဲ့အရသာတော်တော်ရှိသလားကိုများဖေဤပါဇက်မှာမပိတ်ဘဲဟ၍ထားသည် မျက်လုံးများမှာဆိုင်လျက်သူ့ကြောနောက်မှာမောင်မောင်ဖြေမိအဖေကိုအသက်မရှူနိုင်ပဲစောင့်ဆိုင်လျက်ရှိသည် မောင်မောင်သည် ကိုမြဖေဤနောက်ကြောကို ငေးကြည့်နေသည် သူပေးရမည်အဖေကိုဘယ်အဖြစ်မျိုးပေးရန် ရွေးချယ်နေဟန်ဖြင့်နှောင့်နှေးကြံ့ကြာနေပြီးမှခက်လေးလေးအတန်ထွက်လာသည်။ဒါတော့ကြည့်လည်းမဟုတ်ပါဘူးဗျာ။ငံနေ ကိုမြဖေသည်မောင်မောင်ဖြေလိုက်သောအတန်ကိုဂယုဆိုင်ကနားထောင်လျက်ရှိသည်ကိုမြဖေမှာရှေ့ဆက်ချင်းသည်လျက်မောင်မောင်ဤစကားရိပ်စကားလာအာလေးရှာလေးနေပုံကိုကြည်ကမဆက်တော်ပဲရက်ဆဲလိုက်သည် မောင်မောင်သည်ယူမီဆန်နှင့်ပတ်သက်လာသော အကြောင်းအရာကိုဆက်၍ကြားရင်နေသေးပုံဖြင့်ကိုမြဖေထံမှစကားဆက်လာအောင်မလားဟုစောင်းဆိုင်နားဆွေနေသည် ကိုမြားဖေဤအတန်တိတ်နေခြင်းကြောင့်ခြာကနေအိမ်ရှိဘက်သို့လှည့်ထွက်လာခဲ့သည်စနေနေ့တိုင်းယူမိဆန်အိမ်၌လည်းဥသက်လွေနှင့်ယူမိဆန်တို့တွေ့ဆုံကြသည်မောင်မောင်ကိုမတွေ့ရတော့လဲဥတက်လွင်ကိုတွေ့ရခြင်းဖြင့်စိတ်သက်သာမှုရရှိသည်ဥတက်လွင်မှာယူမီဆန်အိမ်မလာသောအကြောင်းပြချက်ခိုင်မာနေမှုကြောင့်အိမ်သို့ခေါ်ရန်ခွင့်မသာပဲခတ်နေသည် ယူမီဆန်အိမ်မလာ၍မောင်မောင်ကိုယူမီဆန်အိမ်သို့မလိုက်လိုက်အောင်ခေါ်ရန်မှလည်းလွယ်ကူသောကိစ္စမဟုတ်ပေ။စေးယုံတို့လိုက်ကြည့်ရန်ပင်ခေါ်မရပဲနှင့်ယူမီဆန်အိမ်သို့အတင်းခေါ်လာရန်ကို စိတ်ကူး၍ပင်မရပေ။မောင်နှမနှစ်ယောက်ကြား၌တူဝင်၍ရင်ချားစိတ်မပေးနိုင်သောအခဲအခဲနှင့်ရင်ဆိုင်နေရသည် ယူမီဆန်ပေးလိုက်သောစားစရာများကိုရခင်ကလိုမဟုတ်ဘဲမောင်မောင်စားတော့ကြောင်းဥတက်လွင်ကတမင်ပြောပြသည်ထိုအခါတွင်ယူမီဆန်၏မျက်နှာကလေးသည်လန်းဆန်းကြည်လင်သွားသည်ယူမီဆန်၏ရှင်လန်းသွားသောမျက်နှာကလေးကိုကြည့်၍အခွင့်သာသဖြင့်အိမ်တို့တစ်ခေါက်လောက်လာရန်ထက်၍တောင်းပန်ပြောဆိုကြည့်ခြင်းသောစိတ်ဖြစ်ပေါ်လာသည် ဆီယမကိုလာတွေ့ရမှာမောင်မောင်ရှက်နေကြောက်နေသလားလို့လဲကျွန်တော်တို့ထင်မိတယ်ဆီယမသူ့စိတ်ကိုကျွန်တော်သိကျင်လို့ကျွန်တော်ရောများဖေပါဆီယမအကြောင်းကိုမပြောကြပဲသူ့အကဲကိုစောင့်ကြည့်နေကြတယ်တခါတလေတော့လဲငိုင်းနေတယ်ကျွန်တော်တို့မပြောတော့သူကပြောမလားလို့စောင့်ကြည့်ကြတယ်ဆီယမကိုတကယ်ပဲမတွေ့ကျင်တာလားတွေ့ကျင်ရဲ့နဲ့မတွေ့ပဲနေတာလားဆိုတာစဉ်းစားရတော့အတော်ကြက်တာပဲဆီယမအင်ကိုတခါလောက်လာကြည့်ပါအောင်ဆီယမရဲ့ သူ့စိတ်ကိုပိုသိရတာပေါ့ရူးမိဆန်ဤမျက်နာကလေးသည်တိတိတသာကြီးညှိုးမိန်ကဖြော်သွားလေသည်တခဏငြိမ်သက်ခါရှိနေပြီးမှမျက်နာပြက်ပြဲအတန်ပြက်ပြဲဖြစ်ပြန်ပြောသည်မဖြစ်ပါဘူးဆရာသူ့ဘာသာသူအေးအေးဆေးဆေးနေပါစေကျမအဖိုးကကျမစီကိုစာရေးဘူးပါတယ်သူ့ဘဝကိုမဖြက်စီးပါနဲ့မနှောက်ရှက်ပါနဲ့ဒီအတိုင်းပဲနေပါစေတဲ့ ဆေးရုံကိုသူမလာဘဲနေကလေးကကျမကို သူ့အမအဖြစ်လက်မခံဘူးဆိုတာကျမနားလေသွားပါပြီကျမကိုသူ့အမမှန်သူသိုံတော့သူ့ဘဝမှာဆရာကလွဲပြီးဘသူကိုမှတန်ရုံးစင်မရှိဘူးဆိုတာပြတာပဲဒါလဲသူ့အတွက်မကောင်းဘူးလားဆရာကျမကຫນွေຈောင်းပိတ်ရင်ဂျပန်ကိုအပြီးပဲပြန်တော့မှာ မျက်ရည်ဝဲဝဲပြေပြောဆိုနေသောယူမီဆန်၏မျက်နှာလေးကိုမကြည့်ရ၍ဥသက်လွင် မျက်နှာလွှဲလိုက်ရသည်ယူမီဆန်မြည်မြချုပ်တီးကအိမ်သို့မလာဘဲနေခြင်းဖြစ်ကြောင်းအစင်းသည့်ဖြစ်၍တနာမိသည်ဥသက်လွင်သည်ဆက်၍မတိုက်တွန်းတော့ဘဲတိတ်ဆိတ်ငြိမ်သက်သွားသည် ယူမီဆန်ယူဆသည့်အတိုင်းမောင်မောင်သည်ယူမီဆန်ကို အမာမန်းသည့်တော်လဲတန်ရုံးစဉ်ဖြတ်ချင်းများလားဟု တွေးမိလိုက်သည်အင်းအတွေးသည် ဥတက်လွင်တကူလုံးစိတ်ငနေကြည်အေးသွားသော အတွေးဖြစ်သည် မောင်မောင်ကိုစေးယုံသွောင်းရန်တိုက်တွန်းစဉ်ကခေါင်းကြီးငုံချကအင်းမလုံအဲမလုံတစ်ချိန်လုံးပေမန်းကြီးစွာခေါင်းမထောင်ပဲဖြစ်နေပုံကို မြင်ယောင်မိလိုက်ခြင်းကြောင့်တန်ရုံးစဉ်ဖြတ်တာများလားဟုသောတွေးဖြင့်ဥသက်လွင်ဤရင်ထဲ၌တသက်သက်ကြီးကွဲလာသည်ရိုးမိဆန်ကိုလည်းလှိုင်းလိုက်လဲလဲတနာမိသည်မောင်မောင်ကိုလည်းလှိုင်းလိုက်လဲလဲတနာနေသည် မောင်နှမနှစ်ယောက်ကိုတနားစိန်ဝင်ရာမှာမောင်နှမနှစ်ယောက်ဤကြေကွဲเสียဖြစ်ရက်ကိုဖန်နီးခဲ့ခြင်းသည်မြည်သူလက်ချက်များဤဟု အတွေးပေါ်လာသည်မြည်သူလက်ချက်များမဟုတ်ဘဲပြီးခဲ့သောစစ်ကြီးဤလက်ချက်သားလျင်ဖြစ်သည်ဟုသောတွေးသည်ဥဒက်လွင်ဤကောင်းတဲ့သို့စိတ်ဝင်လာကရင်ထဲ၌တနှုံနှုံနာကျင်၍နေတော်သည် နောက်ဆုံးအတန်းတင်စာမေးပွဲကြီးများ နီးကန်လာသောအခါ၌မောင်မောင်သည်ဇပွဲမှမထတော့ဘဲစာချက်ချင်းဖြင့်အချိန်ကုန်လေသည်ဥသက်လွေမှလည်းစာမေးပွဲကြီးနီးကပ်၍ယူမီဆန်အိမ်သို့အပတ်စဉ်မှန်မှန်မလာနိုင်အောင်အလုံးများနေသည်တနေ့နေ့လေပိုင်းယူမီဆန်ကျောင်းမှပြန်လာချိန်တွင်အိမ်သို့မမျော်လင့်မဲနုနုပေါက်လာသည် ယူမီဆန်သည်နုနုကိုဝမ်းသာအားရကြိုဆိုကာအေခန်းထဲသို့ခေါ်သွားသည်နုနုကထိုင်ထိုင်ချင်းပြောသည်ဆီယာမဖះလေးရွာကကိုဖိုးတိုက်ကိုမှတ်မိသလားမှတ်မိတာပေါ့နုနုဆန်ကိုဖိုးတိုက်ဘာဖြစ်တယ်လဲယူမီဆန်သည်ပျော်ပြီးနှုတ်ခမ်းကလေးကပြုံးနေတော့လဲမျက်မှောင်ကလေးကုပ်နေသည်နုနုသည် လွဲအိတ်ထဲမှ စာအိတ်ကြီးတစ်အိတ်ကိုဆွဲထုတ်လိုက်သည် နူးနူမင်းလေးကပကိုးကိုပြန်တော့ကိုဖိုးတိုင်အိမ်လာတာနဲ့တွန်းဆုံနေဆံမကိုဖိုးတိုင်ဟာပြေမုံကြီးွာကိုတနေ့သွားလဲတော့သူ့အတိအိမ်မှာဓာတ်ပုံတပုံထရံမှာညှက်ထားတယ်တဲ့ဓာတ်ပုံကဂျပန်စစ်ဘုံနဲ့မြန်မာမှာတွဲရိုက်ထားတဲ့ပုံသူကဘသူပုံလဲမေးတော့အင်ရှင်ကဓာတ်ပုံကိုဖြုတ်ပြီးသူတို့အတိတကြီးဥဆိုင်ရဲ့တမီမထွေထွေဂျပန်နဲ့မင်္ဂလာဆောင်တုန်းကရိုက်ထားတဲ့ပုံနဲ့ ဒါနဲ့ကိုဖိုးတိုက်ကသူ့ပေးပါတောင်းတော့လူချင်းရင်ယူသွားဆိုပြီးဖြုတ်ပေးလိုက်တဲ့။အဲ့ဒါကိုကိုဖိုးတိုက်ဒီတပ်ပုံကိုယူလာပြီးလာပေးတယ်ဆရာမရဲ့။ယူမီဆန်သည်အသက်ပင်မရှူနိုင်ပဲမျက်လုံးကလေးပြူး၍နေသည်။နုနုသည်ပြောပြီးစာအိတ်ထဲမှဓာတ်ပုံကိုဆွဲထုတ်ကာယူမီဆန်ကိုလှမ်းပေးလိုက်သည်။အံ့ဩစရာကောင်းလိုက်တာနုနုရဲ့။ယူမီဆန်ဓာတ်ပုံကိုကြည့်လိုက်သည်။ မှန်ပေါင်းမရှိသောဓာတ်ပုံမှာဟောင်းညင်နေသည်ယူမီဆန်အဖေကမတ်တက်ရလျက်ယူမီဆန်အဖေနှိရှင်၍မောင်မောင်အမေကကလထိုင်နှင့်ထိုင်နေသောပုံယူမီဆန်သည် မောင်မောင်အမေပုံကိုစိုက်ကြည့်လျက်မျက်လုံးများပြာနှမ်းသွားသည် မထွေးထွေးသည် အသက်အစိတ်ခံရှည်မည် မောင်မောင်မျက်လုံးမျိုးမောင်မောင်နှာခေါင်းမျိုးနှာရန်ပေါ်ပေါ်မျက်နှာလုံးလုံးသပင်ကိုနောက်နိုင်ထုံးလျက်ငယ်ရင်း၌ရွှေဘေးကလေးစိုက်ထားသည်လယ်၌ပလဲကုန်းဆွဲကပဝါချုံထားသည်လက်တစ်ဖက်တွင်လက်ပတ်ကြိုးအနေနှင့်နာရီပတ်ထားသည်လက်တစ်ဖက်ကရွှေလက်ကောင်၄၅၆ကွင်းဆင်ဝတ်ထားသည် ပိုးတွုံလုံးကြီးမှပန်းပွင့်အစုပ်တို့သည်ထင်းပေါ်နေသေးသည် ခြေတွင်ဂရီပါ ပိန်းတန်းဖနံစီထားသည်သူ့အဖေပုံ၌ဒလွယ်ကိုချိတ်လျက်စစ်ဝေစစ်စားဖြင့်မျက်နာတွင် နှစ်သိမ့်ကြည်နူးနေဟန်ပြုံးနေလေသည်ယူမိဆန်သည်နုနုရှေး၌အိန္ဒြေမပြတ်အောင်စိတ်တင်း၍ခြုံထားသည်သူ့ရာတွင်မျက်လုံးထဲ၌လက်နေသောမျက်ရည်စာကိုမသိမ့်နိုင်ပဲပြုံးချိုလျက်ပြောသည် မထွေးထွေးကလှရဲနော် ချစ်စရာလေးဒါဆီယမကိုပေးမလားဆီယမကြီးဖို့နုနုယူလာတာဆီယမလိုချင်ယူပေါ့ဆရာဦးတက်လွင်စီမှာရှိတဲ့မထွေးထွေးသားလေးကိုလည်းဆီယမပေးချင်ပေးလိုက်ပေါ့နုနုကခံအေးအေးပြန်၍ပြောသည်ယူမိဆန်သည်ပုံမို၍ဟန်ဆောင်ပြုံးကမျက်နာချိုချိုဖြစ် ပြန်၍ပြောသည် ဟုတ်တယ်နုနုဆရာဦးတက်လွင်လာရင်မထွေးထွေးသားလေးကြီးကိုပေးလိုက်မယ် ကိုဖိုးတိုက်ကိုကျေးဇူးတင်ပါတယ်နော်ဆရာမကကျေးဇူးတင်တဲ့အကြောင်းပြောပြပါဆရာမကိုတတိယပြီးယူဆောင်ပေးတဲ့အတွက်ကိုဖိုးတိုက်အတွက်ထီးတစ်ချောင်းလက်ဆောင်ပေးလိုက်ပါရစေယူမီဆန်ဒီမောင်မောင်အဖွားကမောင်မောင်အတွက်ပေးလိုက်တော့ယောက်ျားဆောင်နိုင်လွန်ထီးတစ်လက်ကိုနုနုအပြန်တွင် ပေးလိုက်သည် ထိုနေ့ညာចောင်းနိုင်ចောင်းသားများကိုစာတင်ကြရန်မရှိပဲနန်းနယ်ပိုင်းမှာသူတင်ကြထားသောဂျပန်လူမျိုးတို့၏ရင်ကျေးမှုလက်ဖက်ရည်တောက်ပွဲလက်ထပ်ပွဲ ကီမိုနိုအဝတ်ရက်လုံပုံဝစ်စင်ပုံများကိုចောင်းသူចောင်းသားများမြဝါထင်ထင်တွေ့မြင်လေအောင်စာတင်ငန်းထဲ၌အမောင်ချ၍ရုပ်ရှင်ပြသည် ရိုးမြစံသည်ပိတ်ကားပေါ်မှအယုံများကိုမကြည့်မီပဲအမောင်ထဲတွင်ထိုင်ကမျက်လုံး၌စီးကြလာသောမျက်ရည်တို့ကိုမသိမ်းနိုင်အောင် ဖြစ်လျက်ရှိသည်။မိတွေဖြစ်သူဒေါ်ထွေးထွေး၏မျက်နှာကို တမြင်နှဲမြင်မိသည်။မောင်မောင်ကိုတတိယချင်းက သူ့စိတ်ကိုသူမထိန်းနိုင်အောင်တွေ့ခြင်းမြင်ခြင်းစိတ်တွေတဖွာဖွာပေါ်ပေါက်လာမိသည်။ မောင်မောင်ဘဝမောင်မောင်ဤမိခင်ကို မောင်မောင်မမြင်ဘူးခင် သူကမောင်မောင်အရင်မြင်ဘူးရခြင်းကြောင့်မောင်မောင်အတွေ့စိတ်ထိခိုက်သွားသည်ဤပုံကိုမောင်မောင်မြင်ရလျင်မြည်တို့ခံစားရမည်နည်း ဂျပန်စစ်ဗိုလ်ကိုလက်ထပ်ထားသော မိခင်အပေါ်၌ကျေနပ်နိုင်မှုရှိမရှိခွင့်လွှတ်နိုင်မှုရှိမရှိဒူလောတို့သော စာသောအတွေးထင်တို့သည်ယူမိဆန်ခေါင်းထဲတွင်ရှုပ်ထွေးနေလျက်ခေါင်းထဲ၌အုံခဲ၍နောက်လာသည်ယူမိဆန်ကြောင်းမှပြန်ရောက်သောအခါ၌ဂျပန်ပြည်မှ လူကြုံဖြစ်ပါလိုက်သော စာတစောင်းအင်လာပို့ထားခြင်းကိုဒေါ်အောင်မေကစီပေသည် ယူမီဆန်သည် စာအိတ်ကိုကြည့်ပြီးအဖွားဤလက်ရည်ကိုမြင်၍ခရီးရောက်မဆိုင်ချက်ချင်းစာဖွင့်ဖောက်ကြည့်သည်စာထိုင်ဖက်ရင်းမျက်ရည်တပေါက်ပေါက်ကျနေသောယူမီဆန်ကိုမြင်၍ဒေါမီသည်ခြေမကင်မိလက်မကင်မိဖြစ်အောင်ထိတ်ပူပြများသွားသည်မယူဘာဖြစ်လို့လဲယင်ဘယ်ကစာလဲဘာအကြောင်းများလဲအော်မဆန်ထိတ်လိုက်တာ ပြောစမ်းပါမယူရဲ့ ရူးမိစံသည်ပါပေါ်၌မျက်ရည်နှစ်ပေါက်ဖြင့်ဒွန်အောင်မေကိုငေး၍ကြည့်နေပြီးမှရှိုက်တန်ဖြင့်လုံးထွေးနေသောအတန်များထွက်လာသည်မဲယူအဖေမသေးခင်အိယာထဲမှ သူ့ရေးထားတဲ့ကြပြာကိုအဖားကတွေးလို့ပို့လိုက်တယ်ယူမီဆန်သည် သူ့လက်ထဲ၌ရှိသောစာရွက်ကလေးနှစ်ရွက်ကိုထောင်ပြကပြောလိုက်သည်ဟင်ဘာကပြားများလဲဘယ်လိုအကြောင်းများလဲ ဒေါ်အောင်မေသည်ဂျပန်စာပြည့်ရေးထားသော စာရွက်ကလေးနှစ်ရွက်ကိုဘာမှန်းမသိဆွဲယူကြည့်ကာပြန်ကန်းပေးရင်မေးလိုက်သည်အဖေရေးခဲ့တဲ့ကြပြားနှစ်ပုဒ်အော်ပါဆန်တပုဒ်ကမောင်မောင်အမေနဲ့မောင်မောင်အကြောင်းရေးထားတယ်တပုဒ်ကတော့မောင်မောင်တယောက်တည်းအကြောင်းအဖွားကအိမ်ရှင်းတော့အဖေဖတ်ခဲ့တဲ့စာအုပ်ကြားမှာတွားတွေ့လို့မောင်မောင်ကိုပြဖို့ထည့်ပေးလိုက်တယ်အောင်မေပြမနေနဲ့မယူစုတ်တာပြစ်လိုက် ကို့အမကိုအမာမန်းတည့်ရဲ့နဲ့ဒါလောက်စိမ့်ကားတာမျိုးမတွေ့ဘူးပါဘူးရှင်။ဒေါ်မီသည်မောင်မောင်ကိုစိတ်နာလာကစိတ်ဆိုးဆိုးဖြစ်မဲ့ရွယ်ပြော၏။အဖွားကသူ့ကိုပြဖို့ပေးလိုက်တော့သူ့ကိုတော့ပေးရမှာပဲ။ပေးလေပို့နေမှာပဲစုတ်တာပြစ်လိုက်ပါ။ဘလို့ဟာလေးမှန်းလည်းမသိဘူး။သူ့အမေရုပ်ပုံကြည့်ရတာဒီလောက်ရိုင်းနေရုံမျိုးလည်းမဟုတ်ပါဘူးသူ့မှာချစ်တဲ့ခင်တတ်တဲ့စိတ်မျိုးမရှိတာအံ့ပါရဲ့ ယူမီဆန်သည်ဒေါအောင်မင်း၏ဒေါသအမှုအရာကိုကြည်လျက်တပ်ပြင်းကိုလေးလံစွာ ရှိုက်ချလိုက်သည် အမေမရှိတဲ့ကလေးစိတ်ဟာအဲ့ဒီလိုပဲအော်ပါဆန်အမေရဲ့ချစ်ချင်းမြတ်တာကိုတခါမှမခံရဘူးတော့သူများချစ်တာလဲနားမလဲဘူးသူလည်းမချစ်တတ်ဘူး ဒေါမေသည်မောင်မောင်ဘက်မှလာ၍မျက်ရည်ဆန်းဆန်းဖြင့်ဖြည့်ရှင်းပြောပြနေသောယူမီဆန်ဤအမူအရာလေးကိုကြည်ကားသူဤဒေါသစိတ်များသည်လွင့်ပြဲသွားလျက်ဂယုနာစိတ်များတဖွာဖွာဝင်ရောက်လာသည်ယူမီဆန်ကိုဂယုနာဖြစ်လွန်း၍သူပါမျက်ရည်ကြကြင်လူလူဖြစ်သွားသည်နောက်တနေ့ចောင်းကနေ၍ယူမီဆန်သည်ဥတက်လွင်ထံသို့တယ်လီဖုန်းဆက်လိုက်သည် ရှင်နေညာညာချောင်းမရှိ၍ဥသက်လွင်ညနေချောင်းဆင်းလျင်သူ့ထံသို့ခဏဝင်ရန်မှာကြားလိုက်သည်ယူမိဆန်ဤမှာကြားချက်အရာဥသက်လွင်ချောင်းမှတန်း၍ယူမိဆန်အိမ်သို့ရောက်သွားသည် အိမ်ဝါ၌ခါကလေးကုန်းညွန့်လျက်နှုတ်ဆက်နေသောယူမီဆန်၏မျက်နှာ၌မျက်လုံးကလေးမို့ကငိုထားတဲ့အောင်တွေ့ရခြင်းကြောင့်ဥဒတ်လွင်သည်အိမ်ထဲမဝင်ခင်ရင်ထဲ၌လေးလံသွားသည်လာရောက်နာဆင်အပေးသူအားလုံးကိုဂျေစုတမားရရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘီကင်းကျမ်းမှာကြပါစေ။